မန်ယူပြန်ပေးဆက်ခဲ့ရတဲ့လွန်ခဲ့တဲ့တစ်နှစ်ကဟူလီယန်အေဗရက်စ်ရဲ့အမားမင်းညားကဆန်ဟာစပါ့ကမှဖြစ်သွားတဲ့ပန်နဒီအဖြစ်ပြတကယ်ကိုဘောလုံးအတိုင်းအဝိုင်းမှာပြောစရာဖြစ်သွားတဲ့အခိုက်အတန့်တစ်ခုပါပထမပိုင်း34မိနစ်မှာလန်နီယူရိုကမာဒီတာကိုပန်နဒီအေရီးယားထဲမှာဖျက်ထုတ်မိလို့ပန်နဒီရခဲ့ပြီးမာဒီတာ ပန်နဒီကန်တဲ့အချိန်ခြေထောက်နဲ့အရင်ထိမိခဲ့တာအလုံးမြင်ကြမှာပါအလုံးကဂိုးပဲ့ဖျက်မှာပဲလို့ထင်ခဲ့ကြတယ်မာဒီတာရဲ့ပန်နဒီကဘောလုံးကိုနှစ်ချက်ထိခဲ့ပေမဲ့ဘာကတွင်ကိုကိုမပယ်ဖျက်ခဲ့ပဲ ပြန်ကန်စီခဲ့တာကြောင့်ပဲလေးတို့အဖွင့်ကိုရရှိသွားခဲ့ပါတယ်။ဘာလို့ဂိုးမပယ်ဖြက်ခဲ့တာလဲ။မနေ့ကဘောလုံးရသည့်တုန်းကအက်တလက်တီကိုမက်ဒရစ်ကစားသမားအေဗရက်ဆက်ပန်နတီဟာဘောလုံးကိုနှစ်ကြိမ်ထိမိခဲ့တာကြောင့်ဂိုးမရခဲ့တာကိုဘောလုံးဝသဒ္ဒရှင်တွေမှတ်မိကြအောင်ပဲထင်ပါတယ်။အဲ့ဒီတုန်းကဂိုးပယ်ဖြက်ခဲ့တာကြောင့်အက်တလက်တီကိုမက်ဒရစ်အတော်လေးနှင်းနာခဲ့ရပါတယ်။အဲ့ဒီအဖြစ်ပြက်ဟာဝေဖန်တန်တွေလည်းအတော်လေးစုညံခဲ့ပြီးဒီဖြစ်စဉ်ဟာမဖြစ်သင့်ဘူးဆိုပြီးတော်တော်လေးကြကြလောင်လောင်ပြောခဲ့ကြတယ်။ အခုဒီအတန်တွေကအခုတော့တကယ်ပဲအလုပ်ဖြစ်သွားခဲ့ကြပါပြီ IF baby ကနှစ်စဉ်အစည်းအဝေးမှာဒီစီးမျိုးကိုပြန်လဲတုံးတပြီးဒါဟာဆုံးဖြတ်ချက်အမှားလာဖြစ်တာကြောင့်2025 26ရာသီအစကတည်းကစီးမျိုးအတိတ်ချခဲ့ပါတယ်အခုဆိုရင်ပနတီကန်တဲ့သူကမတော်တဆဘောလုံးကိုနှစ်ချက်ထိမိခဲ့ရင်တော့ဘိုးကိုပင်ဖျက်မှာမဟုတ်တော့ပါဘူးပြန်ကန်ခွင့်ပေးရပါတယ်ဒီစီးမျိုးအတိတ်ရဲ့ပထမဆုံး good impact ကိုခံစားရသူကတော့ Palace ကမာဒီတာဖြစ်သွားခဲ့တယ်တနည်းတော့မပြည့်ခင် Everest ရဲ့အမှားက ကမ္ဘာလုံးကိုစီးမြင်ပြောင်းလဲစေခဲ့ပြီးအဲ့ဒီပြောင်းလဲမှုကဒီညမန်ယူကိုပြန်လဲပေးဆက်စေခဲ့တာပါဘောလုံးဆိုတာကဒီလိုပဲလေတယောက်ရဲ့အမှားကနောက်တစ်ယောက်အတွက်ကံကောင်းခြင်းဖြစ်သွားတဲ့တည်းတနည်းတော့မပြေခင် Everest ငိုခဲ့ရတဲ့ penalty ကဒီညမာတီတာကိုရင်မောစေခဲ့တယ်ဒီလိုသိင်းခဲ့တဲ့စီးမြင်ပြောင်းလဲတွေကပဲဘောလုံးကိုပို့ပြီးတရားမျှတလာအောင်လုပ်ပေးနေတာပါဒီညတော့မန်ယူကအနိုင်ရသွားခဲ့လို့ဖြေတာပဲမဲ့ရှုံးခဲ့ရင်ပိုပြောเสียဖြစ်သွားမှာပါ